မဲမင်္ဂလာပါရှင်။ကျမဒီကနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်ကလေးကတော့ဇာတ်တက္ကသိုလ်စိန်တင်စုစည်းတင်ဆက်ထားသောကျွန်တော်တို့အမေစာအုပ်ထဲမှဆရာဗမိုးရေးသားထားသောဟရယင်စမတုတော်ပဝင်တိဟူသောဝိထုတိုလေးအားဖတ်ပြပေးမှာ ဖြစ်ပါလေရှင်ဟရယင်စမတုတော်ပဝင်တိ ကျွန်တော်တယောက်အပျော်ကြီးပျော်လျက်ရှိပါပြီပျော်လိုက်သည့်ဖြစ်ချင်းထိုရက်များသည်ကျွန်တော်တသက်တာမှတစ်ခါမှ မကြုံဖူးရသေးသောပျော်ရလွန်းသောရက်များပင်သည်ကျွန်တော်ဗန္နာယီဌာနမှအောက်တန်းစည်းအလုပ်ရခဲ့ပြီဖြစ်လေလကဆိုရင်လေ129ချက်ကြီးများတောင် တသက်နှစ်တကူဤများလောက်များပြသောဝေးအသည်ပြဆိုတာကိုလက်ဝယ်ပိုင်အကင်ဘူးသည် ပြီးတော့ဒီငွေအတပြာကို လွယ်လွယ်နဲ့ရရှိတော့မြေကမဟုတ်အင်းစိန်နဲ့ပဇွန်တောင်လိုအကွာအဝေးကိုအသားကလေးခြေချင်းတလက် ကုန်းချောင်းတဖုံပတ်ချာလှဲ့ပြီးရှောက်လွာ ဆောင်းဆောင်းနှင့်အလုရှာထွက်ခဲ့ရသည်မဟုတ်လားရမေရတော့စပတ်လန်းယခုဘူအောင်ကျော်လန်းက အတွင်းဝင်ယုံဗန္နာရေးဌာနလစ်လက်သောနှစ်နေရာကိုရှောက်လွာတင်သူနှစ်ယောက်ထဲရှိပါလျက် ရေးပြီးစာမေးပွဲဖြေလိုက်ရသေးသည်ထိုစာမေးပွဲမှာပင် စာပေပညာရှင်စာရေးဆရာကြီးများ၏ကျေးဇူးကိုစုခူးစားသုံးခဲ့ရသည်ဆရာကြီးပီမိုနင်းကမှားကြားခဲ့ဘူးသည်မဟုတ်လားဘာကိုရေးရေးရင်ထဲမှာရှိတာကို ရိုးရိုးစင်စင်သာ ရေးကြည့်ပါ အစာတုတ်ဖို့လုံလုံးမှသာ ထဲ့ပါဆိုတာခုစည်းစာမေးပွဲဖြေစဉ်လက်တွေ့ကျင့်သုံးလိုက်တော့ ကျွန်တော်နှစ်ယောက်ဖြီတာပထမရသွားပါတယ်အကိုဘကြောင့်စာမျက်ဝဲစစ်နေတာလေလို့မေးတော့စီနီရောရည်တီတဲ့နောက်အခါယာရုတိုးတဲ့အခါအမှတ်သားသူကိုဦးစားပေးရမှာမို့တဲ့ရှိပါစေတော့လीလာကုန်ရင်လာခရရဖို့သာပဒါနာပါပဲဒီကြားတဲ့အမေမသိအောင်ရှာကြံပြီးအမေမသိအောင်အလုံဆင်းရမှာတက္ကသိုလ်သွားမယ်ဆိုပြီးအလုပ်ခွင်ကိုဝင်ရမှာ ်သို့သောအခြေအနေတရကကျွန်တော်ကိုကုညီသလိုဖြစ်သွားခဲ့သည်1946ခုနှစ်တဝိုက်ကအင်းစိန်မှာတောင်းချမ်းစူပူမှုဖြစ်တာနဲ့တက်ကတူပိတ်ထားလိုက်ရတယ်ကျွန်တော်စရီးအလုပ်ဝင်လုပ်တာ1946ခုနှစ်ဒီဇင်ဘာ2ရက်ဒီတော့အလွယ်နှစ်ပင်အလုပ်ခွင်ကိုသွားနိုင်ခဲ့ပါသည်သို့သောအမေကမှကျွန်တော်ကိုမွေးဖွားစဉ်ကတခြားကလေးများနှင့်မတူပဲ ကျွန်တော်ရင်ခွင်မှာသို့မဟုတ်လက်ထဲမှာစာအုပ်များကင်နှစ်ရက်မွေးဖွားပေးလိုက်သည်လားမသိတော့ကျွန်တော်ကိုမြင်နေကျွန်တော်လက်ထဲမှာစာအုပ်တအုပ်လောက်တော့ကင်ထားမှအမေကြည့်၍ရတတ်သည်စာအုပ်မှမမြင်ရနဲ့အမေမျက်စိမျက်နှာပြက်ကဟဲ့တာကိုကိုစာအုပ်ကဘာမှမကြက်ဘူးလားမဖတ်ဘူးလားဟုနေပါတော့သည် သို့ဖြင့်အမိအနားမှာကြာကြာထိုင်ရဖို့ဆိုလင်းအနည်းဆုံးအမိအမောပြည်စီတော်ဟူသောသဘောဖြင့်စာအုပ်တို့အုပ်တို့အမေမြင်သားအောင်ကင်ထားချထားရသည်ဒီတော့ကျွန်တော်တွေးမိပြီအမေချစ်တဲ့စာအုပ်ပေါ်မှာလစာငွေတင်ပြီးအမိလက်ထဲကိုထည့်မိထိုမှတခါတခြားနီလန်းတစ်ခုကို တွေးတောကြံစီထားလိုက်မိသေးသည် အမေကျွန်တော်ဖတ်နေတဲ့စာအုပ်ကို အမေဖတ်ကြည့်ပါလား ဟဲ့အမေကစာမွေးဖြေရမှာမှမဟုတ်ပဲတားရဲ့အမေကခုလိုပြန်ပြောပါလိမ့်မည်ဒီတခါကျွန်တော်ကအမေဒူးမှာကျွန်တော်ပါပုတ်ပြီးပြောမည်ဟိုးအမေမမြင်မဆန်းနဲ့မျက်စီမှေးပြီးရန်တန်မှန်တန်ဖတ်တာကိုကျွန်တော်ကြည့်ပြီးရေချင်လို့ပါကျွန်တော်ကခုလိုအမေကိုပြောမည်ဒီခါမျိုးမှာအမေကိုကိုကိခရေတတ်ပါသည် ဤအစီအစဉ်လေးကိုပါကျွန်တော်ဒီအချင်းချင်းအခါခါရဟဇေအစမ်းလေ့ကျင်ကမြူးနေမိသည်ဟောယခုကျွန်တော်အမိကိုကျွန်တော်ရင်ခွင်မှာပွေပိုက်ထားကြပါပြီအမိကိုပွေထားရင်းကကျွန်တော်အစီအစဉ်များဒီစိတ်အာယုံတဲ့တွင်သက်ဝင်လှုပ်ရှားနေပါလိမ့်ပြီလုံခဲ့သော၃လပတ်လောက်က အမေအပြင်းဖျားသဖြင့်ကျွန်တော်တို့ဝိုင်းဝန်းပြုစုနေခဲ့ကြသည်ကျွန်တော်က ရုံးကအပြင်းမှအမေနာတို့ရောက်နိုင်သည်မို့ညနေခင်းမှအစပြုတ်၍ကျွန်တော်တာဝန်ယူလိုက်သည်ကျွန်တော်အလုပ်ဝင်သည်ကို အမေကိုအတိမပေးဘဲထားရသည် အမေကသူဈေးတောင်းကောင်းပေါ်ရွက်နိုင်သည်မျကျွန်တော်ကောလိပ်ကမစင်းရဟူသောအဋိဋ္ဌံကို အားနှင့်မှန်ငဲထားသူဖြစ်သည်ထို့ကြောင့်ကျွန်တော်ယုံသွားလျှင်ကြောင်းသွားသည်လိုစာအုပ်တွေတပိတ်တပိုက်ကြီးတေပူးသွားသည် ထိုစဉ်က အမေတို့ကဈေးဆိုင်မှာအိတ်ပြီးဈေးရောင်းသည် ကျွန်တော်ကိုအမအိမ်မှာထားသဖြင့်ကျွန်တော်အကျန်းစီမှာပြပြရိရှိခဲ့သည်ရုံသွားတစ်ချက်မှသာကြောင်းသွားသလိုဟန်ပန်နှင့် အမေဈေးဆိုင်ကိုဝင်လိုက်လင်အမေသဘောကျပြီးဖြစ်ပါသည်တို့နှင့်သုံးလေးရက်က အမေဖျားသဖြင့်အမအိမ်သို့တည်ယူခဲ့ရသည့်အခါကျွန်တော်ခေါင်းနှပန်းကြည့်သွားပါသည် အတော့ကိုပျော်ရွှင်နေရသောကျွန်တော်ရက်တွေများတူတောင်းသွားမည်လားဖះဖះအမေတင်ပေးထားသောတန်ပုတ်ဒီဂါရာကိုကျွန်တော်ရွတ်ဖတ်နေသည်မှာအကျိန်ပေါင်းရေတွဲ၍ရတော်မည်မဟုတ်အမအင်းတို့တည်ယူလာပြီး နှစ်ရက်လောက်မှာ အမေတက်တာခဲ့သည်နောက်တရက်မှာတော့အမေခန္ဓာကိုယ်ရေမှာ အပူချိန်ပြင်းထန်လာပြန်က မောကြီးပန်းကြီးဖြစ်လာသည် ထို့ကြောင့်ကျွန်တော်သည်အမိကိုပွေထားပြီးမိထားခြင်းဖြစ်သည် ထို့ချင်းနေမှာအမိကအသက်ရှူ၍အနည်းငယ်လေးကောင်းလာခိုက်မှကိုကိုသားစာဖတ်ရလားစာအုပ်ကောအမိကိုနားနေနေသောကျွန်တော်သည် စာအုပ်တို့ကိုဆွဲယူပြီးအမိလက်နှင့်ထိပေးလိုက်သည်အမေဒီစာအုပ်ကိုဆန်း၍ပုတ်ကအတန်ကြာကင်ထားပါလေသည် ကျွန်တော်ပျော်သွားသည်ဒါဆိုအမေဒီအချိန်လေးကိုကြော်လွန်နိုင်ပြီ တို့ဖြင့်အမေအားရှိအောင်ကျွန်တော်ဖုံးကွယ်ထားသည့်ကိစ္စပြောလိုက်တော့မည်အမေอืมခုလာမယ့်လာဇန်းတရက်နေ့ဆိုရင်လေအဲ့ဒီစာအုပ်ထဲမှာ ကျွန်တော်ပတ်စံထည့်ပြီးမယ်တရားကြော်တယ်အမေသိလားဟင်ဟိုကျွန်တော်လေလူကြီးတယောက်ကကျွန်တော်စာကြိုးစားတာအမြဲစာဖတ်နေတာကို မြင်သွားလို့သဘောကျလို့ကျွန်တော်ကိုခေါ်ပြီးအကြောင်းစုံမေးပြီးအလုပ်သွင်းပေးတယ် မင်းကြောက်တဲ့ချင်ရင်လဲတဲတဲ့အဲ့ဒါလေးအမေကိုကျွန်တော်လာခထုတ်ပြီးမှပြောမလို့ခုကျွန်တော်ဝမ်းသာလွန်းလို့ပါအမေလာခထုတ်ရင်အားလုံးကိုအမေပေးမယ်ဒီစာအုပ်ထဲမှာထည့်ပေးမယ်သိလားအမေကိုရစ်ပတ်ဖီစည်းလျက်ရှိသောအပူချိန်မှာရော့သွားသည်လားကျသွားသည်လားကျွန်တော်မသိအမေဒီစာအုပ်ကိုတင်းကျပ်စွာခြင်ထားသည်ပြီးတော့အမေမျက်နှာမှာအပြုံးပန်းတပွင့်ပွင့်လာသည် ဘေးကဲ့သို့သောအပြုံဖြစ်လိမ့်မည်နီယခုအထိကျွန်တော်စိတ်ကူးဖွဲ၍စားဖွဲ၍မရသေးပါအကြောင်းကားထိုအပြုံသည်အမိမျက်နာပြင်၌မြဲမြံလွန်းကာစာအုပ်ကင်ထားသောအမိဤလက်များကလည်းပို၍တင်းကျပ်သွားပါလေသည်ကျွန်တော်ဘာဆက်ပြောရမှန်းမသိဘာလုပ်ရမှန်းမသိအမိနှကောင်းတို့ကျွန်တော်နားနှင့်ဖိကပ်၍ကြည်သည်အမိမေးဖျားကို လှုပ်ခါ၍ကြည်သည်အမိအပြုံးကတော့ပြက်ပြည့်ပြီးမသွားကျွန်တော်လည်းနှုတ်ကအတန်မထွက်ရင်ထဲမှလည်းလေချောင်းသေးသူတစ်ခုခုတက်လာသည်ကိုသာသိလိုက်သလိုရှိခဲ့သည်အမေကျွန်တော်တယောက်စာဖတ်နိုင်စာကြက်နိုင်ဖို့ကိုသာဗရာဏထားခဲ့ခြင်းဖြစ်ပါလိမ့်မည်အမေအပေါ်ကျွန်တော်ထားရှိ၍ထုတ်ဖော်ပြောဆိုမိခဲ့သောစေတနာကိုတော့မူ အမေသည် မပြေသော အပြုံးဖြင့်အတိအမှန်တိမှတ်ခဲ့ပါလေသည် သို့သော အမေမြင်ကျင်ခဲ့သည်ကကျွန်တော်နှင်းစာအုပ်မခွဲမခွာထာဝရရှိနေရမည်ဒီစာအုပ်ထဲမှာအတပြားတွေတွေ့ရမည်ရက်ကိုတော့မူအမေသည်မဆောင်နိုင်ခဲ့တော့ပါသို့ဖြင့်စာအုပ်တို့ကိုတွေ့၍ထိုစာအုပ်သည် ကျွန်တော်လိုချင်သောစာအုပ်ဖြစ်ခဲ့ပါနှင့်ခဏငယ်အတွင်း၌ ကျွန်တော်ဒီထိုစာအုပ်ကို မန်တိုင်းပြု၍အမေကိုတက်ဝင်လှုပ်ရှားလာအောင်ဖန်ဆင်းယူနိုင်သောစွမ်းအင်ကို ရရှိလာခဲ့ပါလေသည်ယခုလဲဤသို့သော အခြေအနေတစ်ခုကို ရှေ့မောက်သို့ကျွန်တော်ရောက်ရှိနေပြန်ပါလေ၏ဒီစာအုပ်ကိုမြင်မြင်ချင်း ကျွန်တော်လိုချင်သွားခဲ့ပါသည်စာအုပ်မှာအဖုံးရှိ ရေးသူအမည်ကိုလည်းရှာမတွေ့ဒါကအရေးမကြီးစာမျက်နှာပြည့်စုံဖို့သာအရေးကြီးသည်မို့ ဟိုလန်သည်လောရင်ဒီတစဟိုတစဖတ်မိပါသည်ထိုအခါမှပင်တွေ့ရသော အခန်းများက ကျွန်တော်ဤလူရင်းဆန္ဒကို အငမ်းမရသော အတိုင်းအတာသို့ပို့ဆောင်လိုက်ပါတော့သည်ကျွန်တော်ကိုအကဲခတ်လျက်ရှိသောစာအုပ်ရောင်းသူ လူငယ်ကလည်းပြုံးကြည့်နေရမှသည်တောတောရွှင်ရွှင်ပင်ဖြစ်ပါလာဖြစ်လာပါသည် စာအုပ်ရောင်းချသူလူငယ်များစွာနှင့်ဆိုလင်းကျွန်တော်သည်အတော်ပင်ခင်မင်းလျက်ရှိသည်အချို့မှာစဲမနာဆိုမနာအထိပင်အကျွမ်းတဝင်ရှိခဲ့ပြီးဖြစ်သည့်အတိုင်းအခုလူငယ်ကဆရာဘာလဲရန်ကူလိုင်းကိုလိုက်တော့မလို့လားဘာกว่าဟဲ့ကောင်ရောတတ်ပါဘူးဆရာစာကြီးပေကြီး heavy line ထက်ပိုပြီးထိုးအောင်လို့မြန်တော့စင်ပြီးရန်ကူလုံမလားလို့ပါ ဟာမင်းထင်တာမစိုးဘူးကပြောရင် သူနှင့်ကျွန်တော်စာအုပ်အမိကိုဗျိုင်းသူနှီးပါပင်အတန်ထွက်ရွတ်မိသွားကြသည်မိရနာလက်တွေ့ကုထုံးကြံတကယ်ပဲနော်ဆရာကျွန်တော်လဲအမေသမားမှုဒီစာအုပ်ကမကြာခဏအိုနာလှန်ဖက်ဒီနာလှန်ဖက်နဲ့ဖတ်မိတဲ့အခါတိုင်းလဲစွဲတယ်ဆရာကြိုက်ပြီဒါပေမဲ့မောင်ရင်ဘလောက်ပဲညှို့ညှို့ ဒီစာအုပ်တော့မောင်ရင်သိမ့်မတီးနဲ့ကွာဒီမှာဆရာဆရာသမားလိုချင်ရင်အလကားပဲတင်လဲရပါတယ်ယူသွားစမ်းမှပြုတ်ရမယ်လူချင်းမှမဟုတ်ပဲဆရာကအာလူအကုန်ခံမနေစမ်းပါနဲ့စာအုပ်ဟောင်းရောင်းသမားဟူ၍ဒီလူငယ်လေးများကိုအထင်မသေးမိလေနဲ့သူတို့ကမှတကယ်စာပေချစ်သူများဖြစ်သည် စာဖတ်ခြင်းလုံးသူ ထိုမှတဆင့်စာရေးခြင်းသူများစွာရှိပါသည် တချို့ဆိုရင်ကြပြာဝိတုတချင်းစသည်ဖြင့်မိမိတို့တန်ရာဘက်တွင် လက်တွေ့အောင်မြင်စပြုနေသူတွေပင်ရှိသည်သူတို့နှင့်ပတ်သက်၍ကျွန်တော်အကြိုက်ဆုံးကစာဥစာရန်ရောင်းချရန်နေရာဟူ၍တီးခြားနေရာမရှိဘဲဟိုပြေးဒီပြေးကြားတဲ့ကမမောနိုင်မပန်းနိုင်ဇွဲတပဲကြီးလာခြင်းပင်ဖြစ်ပေ၏တကယ့်ဓမ္မိယလက်ဒဘဝသမားစာပေသမားလေးများပင်သည် စာတအုပ်ရနေအနည်းဆုံး၄၅မျက်နှာကိုချက်ချင်းဖတ်ရမှ နေသာထိုင်သာရှိသောကျွန်တော်အဖို့နီးစပ်ရာလက်ဖက်ရည်ဆိုင်ကိုရှာရပြန်ပါသည်ဒီစာအုပ်ကိုဖတ်ဖို့အတွက်မူလူရှင်းသောခြောင်ကောင်းကောင်းရှိသောဆိုင်ကို ရှာမှဖြစ်မည်စာအုပ်ကိုမြင်ကလေးကကျွန်တော်မှာခေါင်းတစ်ပန်းကြီးသလိုရှိခဲ့ရာ စာအုပ်ဆိုင်မှာဟိုဒဇဒီဒဇဖတ်ရသည့်အခါတွင်ပို၍ပင်ရင်းလုံးပန်းလုံးဖြစ်လာရပြန်ပါသည် ဤကဲ့သို့ကိုအကြောင်းနှင့်ကိုမှုအတိတ်အရေးတွေတဲ့ယင်မာယင်ထဲမှာလှုပ်ခတ်ရင်းကလဖိတ်ဆိုင်ဤအတွင်းတောင်တနေရာသို့ဥတီ၍ရောက်ရှိသွားခဲ့ပါသည်မလွယ်ဘူးမလွယ်ဘူးခမရတို့အားလုံးကပါဇက်နဲ့ပြောနေကြတာကျွန်တော်ကတကယ့်သိမင်းနဲ့နှပန်းလုံးနေရတာကျွန်တော်တကူလုံးလဲကြည့်ကြပါဦးလာရတာဘယ်နည်းရရှိပါလဲမြမစကားကိုမြမများစွာထက်ပင် တန်နေတန်ထားပီတမှန်ကန်စွာပြောတတ်သောပန်းချပီဆရာဝန်ကြီးသည်တားဖွားမိခင်ကိုတလက်မိခင်အနီးမှဝိုင်းအောင်ကမျက်စီပြက်မျက်နာပြက်နှင့်ပင့်သက်ရှူနေကြသောယောက်ျားမိန်းမပရိသတ်ကိုတလက်ကြည့်ရင်းအခြေအနေကိုရှင်းပြနေသည်သုံးနည်းရဲ့ဆက်၍မိုးအလင်းဒီပါစ조사ရုံးကန်ထားရသောကြောင့်လဲဆရာဝန်ကြီးမှညာစွာစိတ်တုန်နေပြီဖြစ်ပါသည် ဆရာဝန်ကြီးသည်ချွေးရီဆူရွှဲနေသောမိမိ၏မျက်နှာကိုမူတန့်စင်ခြင်းမပြုနိုင်ပဲအချိန်ကလည်းသိမ့်မရှိဘူးမပြောလို့လည်းမဖြစ်ဘူးတခုခုကိုဆုံးဖြတ်ကြမှာဖြစ်မယ်တက်ဆိုင်သူနဲ့လူကြီးသူမအချို့သွားခေါ်ကြဗျာအချိန်ဤကို ရိတ်စားထားသည်မို့မိခင်ဤအပေါင်းအသင်းဈေးသူဈေးသားအမျိုးသမီးများက ခုလိုဆရာဝန်ကြီးကဖွင့်ဟလိုက်သည်ကိုအလိုက်တင်ပင်ဟုတ်ကဲ့ပြောပါဆရာကြီးကျမတို့လည်းစိုးရိမ်လှပါပြီ ကြာရင်တခုခုဖြစ်သွားရင်ဟုတ်ပါတယ်ခမရတို့ပြောရင်ယုံကြည်မှယုံမယ်ကြုတ်ရင်တည်းမှတခါမှမဖြစ်ဘူးတဲ့အဖြစ်မျိုးဖြစ်လာတယ်အဲ့ဒါဈေးတဲ့အမျိုးသမီးများတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ဆရာဝန်ကြီးဘာကိုပြောချင်တာလဲသားဖွားမိခင်သည်ဤတောင်မှကြော်နိုင်မှကြော်နိုင်ပါမည်လားဆရာဝန်ကြီးဥပဒေရုံမှာတိတ်ခါအပြည့် စင်ကြယ်တန့်ရှင်းသော စေရနာလဲပေါ်လွယ်ရရှိသည်တို့ဖြင့်ဆရာဝန်ကြီးဤစကားသည်ဝိညာဉ်သောသဘောမရှိသားဖွားမိခင်တို့မိသားစုမှာ နေဖို့ညစာပြီးမနေရုံးကန်နေရသောအခြေအနေမှုဈေးသူဈေးသားတူချင်းတအားသမျှစပါဝင် စုပေါင်းပြီးစေဘိုးဝါကကုန်ကြထားကြသည်ဆရာဝန်ကြီးကို ကြီးမြတ်အတွက်လဲခွဲရန်ချတတ်မှတ်ထားပြီးဖြစ်သည်ဒီလိုပါ ဆရာဝန်ကြီးဒီစကားဆက်သည်တခွားမိခင်ဤယောက်ျားသည် စကားနည်းသူပီပီပင်တခွန်းတပါးသာမျှဝင်၍မပြော အနားမှညီသွက်စာထိုင်လျက်ရှိသည်ဟုတ်ကဲ့ပြောပါဆရာကြီးမိခင်ဤတငယ်ချင်းများဖြစ်ကြသောဒေါ်လှငွေနှင့်ဒေါ်နှင်းရွှေတို့ကပြိုင်သူပြောလိုက်ကြသည်ဒီလိုပါခုကိစ္စမှာအမေနဲ့ကလေးတယောက်ယောက်ကိုရွေးရနိုင်မယ်ဒီကြားတဲ့ကျွန်တော်စောစောကပြောသလို မမြင်ရသေးတဲ့ကလေးအပေါ်ကျွန်တော်တန်ရောစဉ်ဖြစ်နေမိတယ်။ဒေါ်မနှင်းရွှေကတွက်လက်သူပြီးပြီးပြင်းဒါဆိုလဲအမေရောကလေးပါနှစ်ဦးစလုံးချွတ်ချွတ်မုံမုံဖြစ်အောင်ကြိုးစားပေးပါဆရာကြီး။ကျမတို့ဆရာကြီးကျေးဇူးကိုမမေ့ပါဘူး။ငွေလဲစုထားပြီးပါပြီ။ဘာဗျ။ကျုပ်ကငွေစကားပြောနေတာမဟုတ်ဘူးနားလဲလား။ကဲချိန်မရှိဘူးဗျာ။ကံသေးကံမတော့မပြောနိုင်တဲ့အနေခြေနေပဲ။တကယ်လို့ကလေးအသက်ရှင်မယ်။ မိခင်နဲ့ဘာမှမထိခိုက်ဘူးဆိုရင်ကလေးကိုကျွန်တော်ပေးမလားဒီဂရီကျွန်တော်လိုချင်တယ်ရှင်တော်တော်တို့တုံ့နှုတ်သွားကြသည်တစ်ချိန်လုံးငြိမ်သက်လွန်းစွာထိုင်နေသောတားဖွားမိခင်ဤယောက်ျားကမှရှူရှူရှားရှားဖြစ်လာကဟာသူ့ကိုတော်တော်တို့ကဟန့်တားလိုက်ပြီးအတက်နိုင်ဆုံးချိုသာခရစွာဖြင့်ဆရာကြီးရဲ့ဆရာကြီးရဲ့စေတနာနဲ့ပညာအစွမ်းနဲ့ ကလေးရောမိခင်ပါကြမ်းကြမ်းမှန်မှချောချောမောမောဖြစ်လာကြမယ်ဆိုရင်ကျမတို့စဉ်းစားဆွေးနွေးကြတာပေါ့စူးစားပေးပါဦးဆရာကြီးရေမိခင်ဤဝမ်းကြာတိုင်းမှာ အနေအထားဘဲကဲ့သို့ချွတ်ရင်းခဲ့သည်မသိခုနှစ်ရက်နီးပါ မိခင်ရောကလေးပါတေမင်းဤခြေရင်းမှာလူးလိမ်ခဲ့ပြီးနောက်ရှေ့ရမြောက်သောနေ့တွင်မိရှူးတန့်စဉ်ဖွားမြင်ပါလေတော့သည်ဥကောင်းကိုညှက်နှင့်ဆွဲထုတ်ရပါလေသည် ကလေးကလည်းပြောကြပါစို့ဖြူဖြူဖွေးဖွေးရေဆေးငါကြီးကလေးဤမိခင်ဖခင်နဲ့အပေါင်းအသင်းဈေးသူဈေးသားများကိုအသာထားလက်သက်ဆရာဝန်ကြီးမှဝမ်းသာလုံး၍ထင်သည် မျက်ရည်ဖြန့်ဖြန့်ကျနေပါလိမ့်မည်ထို့ဖြင့်သူ့ကိုတိုက်ကျွံ့ရန်ပြင်ဆင်ထားသောလက်ဖက်ရည်နှင့်မုံပွဲကိုအတော်ကြာအောင်ပင်မတို့မထိကလေးကိုသာတကြည့်တဲ့ကြည်နေလေတော့သည်ကဲအမကြီး မိကြီးတို့ကျွန်တော်ပြောထားတဲ့အတိုင်းကျွန်တော်စူးစမ်းပြီးပြီမိခင်လည်းကျမ်းမာပဂရိချမ်းသာစွာရှိပြီတားကြီးကတော့မပြောပါနဲ့တော့ဘလို့လဲကျွန်တော်ဤသို့လင်ထိုသားငယ်သည်မိခင်ကို ရှင်သင်မင်းထဲသို့ အပြီးအပိုင်မပို့ရုံတမဲအသက်ပြောင်းသူနေပါဝေဒနာကြီးစွာ ခံစားစေခဲ့သည်တဖန်တေမင်းတဲမှမိခင်ကို လူယူပေးခဲ့သော စေရနာဆရာဝန်ကြီး၏ ခရရအသင်းဆိုင်ကိုလည်းကင်လှုပ်ခဲ့သည်ဆရာဝန်ကြီးကိုစေသူဇေသားများကဝိုင်းဝန်းတောင်းပန်ကအတန်ကြာချော့မော့ဖြောင်းဖြားလိုက်ကြရသည်ရှေ့ကလက်ဖက်ရည်လဲအစ်ဆက်နေတော့ပြီခါတိုင်းလက်ဖက်ရည်တောက်ပြီဆိုရင်ရေနွေးအဖြူတဲတစ်ခွက်တောင်းကရေရောသည်ချက်နိုစီကနိုးစီထက်တကြားအချိုးအစားလွန်ကဲလွန်းသည်မဟုတ်လားယခုတော့ရေနွေးအဖြူထတ်တောင်းရန်ကိုလည်းလုံးဝသတိမရ မိယန္နာကုထုံးချံသို့မဟုတ်မိရှလောဟိတအာဘာဒနိပနီဤစာပိုက်184တဲကကျွန်တော်အာမလုံမရှက်မှင်တဲ့မိနေပါနေသည်ဖာသွေးအမိသွေးများကအားပေးသောရုပ်များကိုပြဆိုခြင်းအကျဉ်းသူသည်တန်းဒီတီသောအခါတကိုယ်လုံး၌ရှိသောကိုယ်အင်္ကာတို့ကို အသွေးကအားပေးသောယုံမျိုးရတတက်ကအားပေးသောယုံမျိုးတို့တွင်အဖအသွေးကအားပေးသောယုံမျိုးကို ပြဆိုလိုသောကျမ်းစာသည်ကကေတာမတုစလောမာနိနခာဒန္ဒာတိယောတတ္တရာဓမ္မနီနာရုတုက္ကာနိအေတာနိပိတုဇာနီတိဟုမိန့်ဆို၏အ ਨੇ ကာ ကေတာစစံတို့သည်၎င်းမတ်သူစမုံစိတ်ကျင်ဆွယ်တို့သည်၎င်းလောမာနိစအမွှေးတို့သည်၎င်းနာခာစခြေသေးတို့သည်၎င်းဒန္နာ သွားတို့သည်၎င်းတိယောဥကောင်းသည်၎င်းတတ္ထရာထိုမှတပန်းဓမ္မနိဓမ္မနိနာရုတုတ်ကာနိဓမ္မနိမြည်သော အကျော်နှာရုမြည်သော အကျော်ကြီးငယ်တုတ်တက် တို့သည်၎င်းအေတာနိထိုဆိုခဲ့သော ကိုအင်္ဂါအစိတ်တို့သည်ပိတုဇာနိအဖသွေးကအားပေးသောကြောင့်ဖြစ်ကုန်၏အမိသွေးကအားပေးသော ရုပ်မျိုးကိုခွဲချမ်းပြဆိုလိုသောကျမ်းစာသည်ဤသို့ဆို၏မန်တရတ္တမစ္ဆမေတာယကနံ ပိလိဟာနန္နာဘယောတိဟရယင်စဘဝင်တုတာနိမာတုဇာနီတိအနက်ကံမန်တရတမိဇမေတာအတာအသွေးချင်းစီအစီခဲတို့၌၎င်းပိလိဟာနန္ဒာဘယော အချင်းဦးချက်တို့သည်၎င်းဟရယင်စနှလုံးသည်၎င်း ဂူတင်စာပိကျင်ကြီးလမ်းပေါက်တီ၎င်းအေတာနိထိုဆိုခဲ့သောအလုံးစုံသောအင်္ဂါအစိတ်တို့သည်မာတုတော်အမိသွေးကအားပေးသောကြောင့်ဘဝင်တိဖြစ်ကုန်၏လေးစားအပ်သောစာဖတ်သူဤမိယနာလက်တွေ့ကုထုံချံသို့မဟုတ်မိယလောဟိတအာဘာဒဒီပဏီကဖွင့်ဆိုသည့် အမိသွေးကအားပေးသောခန္ဓာအစိတ်အပိုင်းများကိုတဖန်ထက်ကဖတ်ရှုသိမှတ်ကြပါစို့လားအသားအသွေးချင်းစီအစီခဲအသေးအချင်းဦးချက်နှလုံးသားစာဖတ်သူသည်ကျွန်တော်နီးတူပင်ဟရယနှလုံးဟူသောအပိုင်း၌ကျွန်တော်နီးတူပင် ဟရရင်စနှလုံးဟူသောအပိုက်၌အနေဆုံးခိတ္တမျှတော့ယန္နာနေမည်မီဟုကျွန်တော်စွဲခြင်းပါသည်ကျွန်တော်တို့အားလုံး၏နှလုံးသားများသည်အမိသွေးဖြင့်အားပေးတည်ဆောက်အပ်သောဟရယဝိတုပင်ဖြစ်ချေသည်တကားအပိုင်းနှစ်ကိုဆက်ပါမယ်ရှင်